စကိုင်းတိုင်းရင်းမပင်မြို့နယ်မန်မွေးရွာထဲမှာအထိုင်ချထားတဲ့စစ်အုပ်စုကကားတစီးကိုလိုက်လံပစ်ခတ်တပ်ဖြတ်လို့ခီးသွားပြည်သူတို့ဦးသေးဆုံးကကားမောင်းသူလည်းဒဏ်ရာရတယ်လို့ဒေသခံတွေက MFP ကိုပြောပါရယ်။ဇွန်လ9ရက်ဒီကနေ့မနက်9နာရီလောက်မှာရင်းမပင်မန်မွေးရွာအနီးမုံရွာရာကြီးကလေးဝကားလမ်းပေါ်မှာ မုံရွာဘက်ကနေကဏီနယ်ဘက်မောင်းနှင်လာတဲ့ဖောကားတစီးကိုစစ်အုပ်စုကနောက်ကနေလိုက်လံပစ်ခတ်တပ်ဖြတ်ခဲ့တာပါ။ စိုးစုကဒရက်ဆက်ပြစ်ခတ်တက်ပြက်လို့ကားပေါ်ပါခီးတော့ပြည်သူအမျိုးသမီးတဦးနဲ့အမျိုးသားတဦးတို့ပွဲချင်းပြီးတည်ဆုံကကောင်းမောင်းသူအမျိုးသားလည်းဒဏ်ရာရတယ်လို့ဒေသခံတွေကပြောပါရယ်။ဗန်မွေးရွာခေါ်ဗန်မွေးရွာမှာဟာမုံရွာရာကြီးလန်ကလေးဝကားလမ်းပေါ်မှာတရှိပြီးတော့အဲ့ဒီဗန်မွေးရွာမှာတဲ့အထိုင်ချထားတဲ့စိုးစုကကားလမ်းပေါ်တက်ကလမ်းသွားလမ်းလာတွေကိုလက်နက်ပြမိုက်ကြီးခွဲဝိညစ်တာစိတ်ထင်တိုင်းပြစ်တတ်တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။ အခုလိုပြစ်ခတ်တက်ပြတ်ခံရတဲ့ကားဟာစိုးစုကတားဆီးငွေညတာကိုရမပေးမိပဲဆက်မောင်းသွားလို့စိုးစုကနောက်ကနေလိုက်လံပြစ်ခတ်တက်ပြတ်တာဖြစ်မယ်လို့ဒေသခံတွေကသုံးသပ်ပါတယ်။